ဘာသာတစ်ခုအောက်ကိုတမီးကိုသွတ်သွင်းတဲ့ဥစ္စာကြီးအခမ်းအနားကြီးနဲ့လုံးဆံမလို့ဘူးလေတမီးကခလေးလေးရှိနေတာသူ့ကိုရွေးချယ်ပါစီဆိုတော့ကလည်းထက်ခါထက်ခါပြောတယ်အဖေအရင်ခောက်ခောက်ဖြစ်တဲ့ငါ့ကိုတိုင်မန်နာလေးဟိုအခွင့်တော်ကြီးထောင်းအတိလေးတော့ချက်မပေးအနည်းဆုံးအဖေဖြစ်တဲ့ငါသဘောမတူဘူးပါဒီကိစ္စကကိုဘာသာတဲ့ဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ဘူးငါဘာသာတဲ့ဝင်လို့တကိုးနိုင်သွားလည်းမဟုတ်ဘူးသူ့ဖေကကောင်းတယ်ကိုဖေကကောင်းတယ်ဖေကလူနေရအောင်လဲငါအဲ့လိုကြီးမကျင်းမြောင်းဒီကိုနိုင်ကစဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှိရင်ဘယ်ဘာသာလဲဘုရား မင်္ဂလာပါရှင်မွေး YouTube channel ရဲ့ကြိုးစိုးလိုက်ပါတယ်မို့တီနဲ့တက်ဆက်ပြည့်ချင်တဲ့တတိလေးကတော့အစောတော့ချက်ချင်းကပေါ့နော်ဒီမှာအင်တော်လေးရထားတဲ့တမိလေးမြန်မှုကင်ကာကိုအဖေရင်ဖြစ်တဲ့သူကိုအတိမပိပတ်နဲ့ဗုဒ္ဓဘာသာကနေပြီးခုရှင်ဘာသာကိုပြောင်းလဲလိုက်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဖေရင်ဖြစ်တဲ့ဘုံသိက်ကနေပြီးတော့ပွက်ချက်နေရမဖြစ်ပါရဲ့ရှင်ဒီလိုတော့မှဆိုလို့ရှင်တော့ဖြစ်ဆိုပါပါလေးချီတမျိုးဒီလက်ဘူးတရရအောင်ပြည့်လဲညောင်းလဲရှင်မဖြစ်ပါရဲ့မွေးဗီဒီယိုလေးကိုအဆုံးထိလဲပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရဲ့ရှင်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်တမိလေးမြန်မှုကင်ကာရဲ့ဘဝနဲ့တဘွာလုံးအတွက်အရေးကြီးတဲ့အဲဒီဘာသာရေး ဘာသာတစ်ခုကကိုအဲ့လိုသွေးသွင်းလိုက်တဲ့အခမ်းအနားကြီးတစ်ခုလောက်တော့အဖေရင်ခောက်ခောက်ဖြစ်တဲ့ငါ့ကိုကျွန်တော်ခွင်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအတိပေးဖို့လိုအပ်တယ်လို့မထင်ဘူး။ဟုတ်ဆောင်ရလည်းပြောတယ်။၃နှစ်လောက်ခလေး၃နှစ်လောက်တည်းကနင်းပြေဟန်ကဥမ္မောင်ဆိုဟိုးစိမေချက်ကိုသမီးကိုခေါ်ခေါ်သွားတယ်ခလေးနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းနဲ့ခလေးကိုပြောတယ်ကမကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့လိုနည်းကပြောတယ်မဟုတ်ခလေးကဒီအချိန်မှာခလေးကခလေးလူပဲရှင်းသားမှာဈေးကြီးပြန်မှာဈေး အဲကျွန်တော်လည်းဘိုးတော်ဘာသာအကြောင်းကိုကလေးကိုစီးယုံနေရအောင်ကလေးအဲ့လိုဖြစ်မပြင်းမမစီနေကလေးကိုသူ့သူအချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ဟိုကလေးဘိုးတော်ကလည်းပြောခဲ့တယ်ကြီးလုံးလည်းပြောခဲ့တယ်အခုတမီအဲ့ဒီလီမသွားခင်လေအထက်တစ်ခါကမှားတယ်အဲ့လိုကြီးမလောက်ပါနဲ့အခုဆိုလို့ရှိရင်ဂျန်နက်ကိစ္စတွေငါစိတ်ဝင်သွားတော့တမီရဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နဲ့ထင်တာအချမ်းပြောပါအခုပြန်ဒီဘာသာကြီး ့ဘာသာရေးကိုငါချိန်မောင်းတဲ့မှာမပေါ့ဟိုးရင်းနဲ့ငါကနေစိတ်မြေ search ကို like ပို့ခဲ့တဲ့ကောင်မှာ Christmas လို့ရှင်လဲနင်းကိုခလေးကိုငါ like ပို့ခဲ့တဲ့ကောင်တဲ့အဲ့တော့ဒီငါချိန်မောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသိကိုဟိုလွတ်လွတ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီခလေးလေးကသူ့သူသူကိုယ်နဲ့ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူ့ချိန်တဲ့ဘာသာအကိုဝင်ပါစေဆိုတော့လေအထက်ထက်ကကပြောတာဟုတ်ပါရဲ့နော်အဲ့တော့လူကြီးလှုပ်ချတယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ် စက်တင်ဘာ2ရက်နေ့ကလည်းအဆက်အသွယ်ရှိတယ်။သမီးကျူရှင်လာခဲ့ပြီဒီကလှမ်းပို့ပြီးတော့ပြီးတော့စက်တင်ဘာ26ရက်နေ့ကလည်းခလေးနဲ့ပတ်သက်တဲ့အကြောင်းလေးနင်းလိုအပ်တဲ့စားစရာတွေအဆက်တည်းငါအဖုံပို့ပေးတဲ့အကြောင်းနင်းကနေတိုင်းမဆင်ညာမှာစကားတွေအများကြီးပြောတဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခွန်းတလေလေးတော့ဟိုတိုင်မြန်မာတွေခွင့်တော်မာတွေမပြောအ ਨੇ သုံးတော့အသိပေးသင့်တယ်လို့မထင်ဘူးလားနောက်ဆုံးအုတ်ဒီသတင်းထွက်လာတာကဒီနေ့ဗနေ့ရက်လေ9ရက်6ရက်နေ့အထိကျန်တဲ့မိနစ် တနေ့အထိမက်ဆေ့ချာမှာစကားပြောသေးတယ်။အဲငါရှိမှရှူရင်မနက်ကောင်ညအောင်အဲ့လိုသွားနေရလို့ဟိုမြန်မာတဲ့ဟာတွေမပို့နိုင်သေးလို့မနက်ပိုင်းကျရင်ငါရှူရင်ပြီးပြီးအောင်ပို့လို့ရအောင်နင်းနေငါအပြင်းကနေပြောနေနေပို့တဲ့စားတွေနင်းနေတော့မဟုတ်အဲ့မှာဒီအကြောင်းဒီကိစ္စတော့အရေးကြီးတာမရှိဘူးပါငါမှအဲ့လိုပြောလို့ဘာသာရေးကိုချင်းမြောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းနေဥစားယူအခမ်းအနားကြီးနဲ့လို့ဆရာမလို့ဘူးလေလောက်တယ်ဆိုရတာအရေးကြီးလို့ပေါ့ ုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုယ်ကိုရမယ်ဆိုတော့တိကျတာစိတ်မျိုးလည်းမရှိကလေးလေးဝါဆန်းနေနေပဲရှိသေးတယ်အဲ့တော့သမီးကိုယ်နဲ့ကဝင်နေတယ်လို့ငါ့အောင်လားမပြောနဲ့ငါသမီးကြောင့်ငါအသိတော့ဟုတ်ပါဘူးသမီးအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့တို့ကြောင့်မင်းတို့ Sunday school ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church ကျလို့ရှိရင် Sunday ရေမဟုတ်တပတ်မှာ9ရက်လုံးခေါ်သွားကြမှာဘုရားကြောင့်ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုံးဆရာ လူသေးဘူးလေကွာတမီးကခလေးလေးရှိနေတာသူ့သူရွေးချယ်ပါစီဆိုတော့တကောက်လည်းထက်ခါထက်ခါပြောတယ်အဲ့တော့ငေါ့အတီပေးဖို့အခွင့်အရေးမရှိတာလဲမုံနေနဲ့ကလည်းမစင်ညာမှာအများအားပြောနေကြတမီးနဲ့ပတ်သက်ပြီးတော့မင်းကြီးကတနည်းအားဖြင့်ပြောသေးတယ်ဆိုတော့အဲ့ချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတလောင်းတနေလေးတော့အဖေရင်ခောက်ဖို့ဖြစ်တယ်ငေါ့တိုင်မန်နာတွေဟိုအခွင့်တောင်းတာတွေထောင်းအတီလေးတော့တစ်ချက်မပေးဘူးပြေးတယ်လေနော်အဖေဖြစ်သူကိုတော့ဆိုတော့များတယ်များတယ်ကျွန်내ကိစ္စတွေမှာသတိနဲ့ပတ်သက်မမျော်လင့်တာရှိမှာမင်းတို့အဲ့ဘာသာလဲအဲ့လို ကိုဘာသာတဲ့ဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ဘူးငါဘာသာတဲ့ဝင်လို့တကိုးနိုင်သွားလည်းမဟုတ်ဘူးသူ့ဖះကောင်းတယ်ကိုဖះကောင်းတယ်ဖះလူနေရအောင်လဲငါအဲ့လိုဒီမကျင်းမြောင်းတမဲ့ဟိုမီယူပလာဗုဒ္ဓဘာသာမဟုတ်တယ်ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မှကြီးတည်းရညာလိုက်အဲ့ဘိုက်ကိုပုတ်ပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့ဖေးအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာအခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှင်ဒါကြီးကသူက တီယဝင်း online ပေါ်မှာတီယဝင်းဟိုတနင်္ဂနွေလောက်တော့ကမ္ဘာလုံးတီးတဲ့ကိစ္စကြီးမှာအနည်းဆုံးအဖေဖြစ်တဲ့ငါသဘောမတူဘူးကွာဒီကိစ္စကအဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောရလဲမဟုတ်သမီးတစ်ပတ်ကိုခြိုက်လို့ရှိရင်အစ္စလာမ်ပဲပဲဝင်ဂျူးတွေပဲဝင်ဂျိမ်းဘာသာတွေပဲဝင်ခြိုက်တဲ့ဘာသာတွေဝင်သမီးကိုနိုင်ကစင်စားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှိရင်ဘယ်ဘာသာပဲဝင်နောက်တော့ free thing ကောဘယ်ဘာသာမှမကိုးကွယ်ဘူးဆိုလဲငါတို့အရေးမကြီးဘူးအခုကငါခရစ်ယာန်နဲ့ဝင်ရောလို့ငါဘုရားဘာသာဘက်ကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ်ဘူးအဖေရင်ခောက်ခေါက်ပေါ့အနည်းဆုံးတော့အတိပေးတဲ့နေပြီးတော့ဒီကလေးက ဆုံးဖြတ်တဲ့အရွယ်မလို့သူကဝင်သွားမပြောခြိုက်တဲ့ဘာသာဝင်ဟောငါတော်မအဲ့ဘာသာတွေကိုဟိုဘာသာကြီးနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုတစ်ဖက်သက်တည်းကိုဟိုဘက်ကလားငါဒီဘက်ကနေအမြဲတခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူတွေငါ့ကိုဆက်ချက်လို့ဆက်ဘာမှလည်းအဲ့အရာတွေဘဝမှာငါတော့ကွာလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီကကြောင့်မပြောလို့မရတော့ငါသမီးလေးနဲ့ပတ်သက်တာပြီးဘာသာကြီးအေးမကြည့်ဘူးပြောလို့မရဘူးကွာဒါ ရင်းမြင်းလို့ပွင့်လာတယ်ဗျခန်းသားကြီးနေမလုံးနဲ့လေတဘောမတူဘူးကြနော်တမီးလေးခရင်ပါတာတဲ့ဝင်တာနဲ့ပတ်သက်ပြီးတော့ပွင့်ဖြစ်နေတယ်ဒီအဆိုတော်နဲ့မင်းသားပေါ့နော်အဲ့ဒီရှင်တို့တိပီကြတဲ့အတိုင်းပဲအဆိုတော်နဲ့အဆိုတော်ကကြတော့ခရင်ပါတာကိုကိုးွယ်တယ်ပေါ့နော်မင်းသားကကြတော့ဗုဒ္ဓဘာသာကိုကိုးွယ်တယ်သူတို့ကအိမ်အောင်ရေးမှာဆိုလို့ရှိရင်ရှင်တို့တိတဲ့ပြိပခန်းနဲ့ပဲသူတို့ရဲ့အိမ်အောင်ရေးအပြက်စဲသွားတယ်အဲ့ဒါပြီးတဲ့အခါကျသူတို့မှာတမီးလေးတယောက်ရှိတယ်အဲ့တမီးလေးအရင်ကကြတော့ဒီမြန်မာနိုင်ငံမှာပဲသူ့အဖေနဲ့နေတယ်ပေါ့နော်အဲ့ဒါပြီးတဲ့အခါကျတော့ ဒီတခြားသောကိစ္စအရရက်တွေကြောင့်မလို့ပေါ့နော်သူတမီးလေးကိုနိုင်ငံခြားမှာရှိတဲ့သူ့အမေစီကိုပို့လိုက်တယ်ပေါ့နော်သူ့အမေစီကိုပို့လိုက်ပြီးတဲ့အချိန်မှာဒီနှစ်6လပိုင်းတော့ကသူတမီးလေးကဒီခရီးရန်ဘာသာလေးကိုဝင်နေဒီ post တစ်ခုပေါ့ပေါ့နော်သူသူ့ရဲ့အမျိုးသမီးဟောင်းကဒီ x1 ပေါ့နော်ဇနီးဟောင်းကနေပြီးတော့တလောမှာပုံတင်လိုက်တာပေါ့နော်အဲ့တင်တာနဲ့ပတ်သက်ပြီးတော့အခုဒီ မင်းသားနေပြီးတော့သူတင်ထားတယ်ပေါ့နော်တင်ထားတဲ့ခါကျတော့အမှန်မှာဆိုလို့ရှိရင်သူဇနီးဟောင်းနဲ့သူနဲ့ကလည်းအဆက်အသွယ်လေးရှိတယ်ပေါ့နော်သူသမီးလေးရဲ့အကြောင်းကိစ္စတွေသူရှင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲသူရှင်ကြီးတွေပါတယ်ထောက်ပံ့နေပေးတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့သူတမီးကအခုဒီလိုဝင်တဲ့ကိစ္စမှာဆိုလို့ရှိရင်သူ့ကိုတိုင်ပင်တင့်တယ်။အာဒါအဲ့တော့သူကဗုဒ္ဓဘာသာဖြစ်လို့ပြောတာလည်းမဟုတ်ဘူး။ဒီတမီးသူတမီးလေးကြီးလာတဲ့အချိန်ကျမှသူအစဉ်ပြေအောင်ကိုးွယ်ဖို့လို့ပေါ့နော်။ လက်စားနေဒီပဲသူနဲ့ပဲဆွေးနွေးပြီးသားပေါ့နော်ဆွေးနွေးပြီးသားဆိုတဲ့အခါကျတော့အခုလိုချစ်ဖြစ်လာတဲ့အချိန်တွေမျိုးမှာသူ့ဘက်ကမတင်မနာဘူးဆိုတဲ့အကြောင်းလေး post တွေကိုတင်လာတယ်ပေါ့နော်အဲ့ဒီပြီးတဲ့အခါကျတော့သူ့ရဲ့ဇနီးဟောင်းနဲ့လည်းသူကဆက်သွယ်ရှိတဲ့အကြောင်းသမီးလေးနဲ့လည်းဆက်သွယ်ရှိတဲ့အကြောင်းလေးပြောထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကိစ္စမှာပထမဆုံးသုံးသပ်ပြရမယ်ဆိုလို့ရှိရင်ပထမတစ်ချက်သူတို့အိမ်အောင်ကွဲကြပထမတစ်ချက်ရှင်တို့ကအိမ်အောင်ပြုတ်ကြမယ်ဆိုလို့ရှိရင် ဒီရဲ့ဘာသာမတူတဲ့သူတွေအိမ်အောင်ပြုကြမယ်ဆိုလို့ရှိရင်ဒီရဲ့ဟာတွေကိုအဓိကကြိုပြီးတော့တွဲထားစေခြင်းနဲ့သူ့ဘက်ကရှော့ရှော့ကိုယ့်ဘက်ကရှော့ရှော့ရှော့မှာကလေးတွေကဂျားထဲမှာမညံ့မှာသူ့ဘက်ကလည်းတင်းကိုယ့်ကိုယ့်ဘက်ကလည်းတင်းလို့ရှိရင်ကလေးတွေကဂျားမြတ်မှာပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့လို့ပဲဒီလိုမျိုးတွေတာမှာအိမ်အောင်ကွဲခဲ့ကြတာပဲမဟုတ်ဘူးလားဟုတ်တယ်ဟုတ်အဲ့ပြီးတော့ခါကြတော့နောက်တစ်ခုကကြတော့ဒီသူနဲ့သူ့အမျိုးသမီးနဲ့အဆက်အသွယ်ရှိတယ်ဆိုလို့ရှိရင်ဘာဖြစ်လို့သူတို့ဖာသူတို့ဖုန်းနဲ့တိုင်းရိုက်ခေါ်ပြီးတော့မပြောကြတာလဲဟုတ်တယ်မလားကိုယ့်ကိစ္စပေါ်မှာအွန်လိုင်းကပဲတရားသူကြီးရှိလို့ ဲ့လိုမျိုးတင်ပြီးတော့ဖြည့်စင်းရတာလေနံပါတ်1အချက်နေလို့အချက်နေနေဆိုလို့ရှိရင်တို့ရဲ့အမြင်ပေါ့နော်ရှင်တို့လည်းဒီလိုမျိုးအမားတွေကိုလုံးမိမှာဆိုလို့ နံပါတ်1ချက်နဲ့ချက်နေတာဆိုလို့ရှိရင်သူတမီလေးကိုဗီဒီယိုကောခေါ်ပြီးတော့ပဲဖြစ်ဖြစ်ဖုန်းခေါ်ပဲပြီးတော့ပဲဖြစ်ဖြစ်မေးရမျိုးတွေလုံးတဲ့နဲ့အေးအေးစစ်စစ်နဲ့ပဲပေါ့နော်သူ့ဘာသူတမီလေးသူ့စိတ်ကြိုက်ကြောင်မလို့ပဲလှုပ်လို့သူ့အမေရဲ့ဆန္ဒကြောင်မလို့ပဲလှုပ်လို့အဲ့ဒါကိုဒီဟာအတွက်ကိုတိတိကျကျမေးတဲ့နဲ့ပေါ့နော်နောက်တစ်ခါကျတော့သူ့ရဲ့ဇနီးဟောင်းသူ့နဲ့အဆက်အသွယ်ရှိတယ်ဆိုလို့ရှိရင်ဘာကိစ္စသူ့ဇနီးဟောင်းမမေးဘဲနဲ့ဒီလိုမျိုးတွေ line ပေါ်မှာတင်ရလာလဲပေါ့နော်ဒီရဲ့ဗီဒီယိုတွေကအင်တာနက်ရှိတဲ့ကဘာဒီတမီရှိနေတော့မှာပတ်သက်ပြီးတော့ကလေးမှာဆိုလို့ရှိရင်စိတ်တရားတွေရတယ် ဒီအမျိုးတွေရဲ့ပြဿနာကကြတော့မယူခင်ကလေးကနေပြီးတော့ကြိုပြီးတော့စဉ်းစားမှာပေါ့နော်အခုအားကြာအိမ်အောင်လဲကွဲသွားတယ်ပထမတစ်ချက်သူ့မှာကကြတော့ပထမတစ်ချက်အိမ်အောင်ကွဲလိုက်တဲ့အပြစ်ပေါ့နော်အဲ့ဒီဟာမှလည်းအပြစ်ရှိသလိုနောက်တစ်ခုကကြတော့ နံပါတ်၁အချက်အပြစ်ရှိရမုံနော်သူ့ဘက်ကအမားလို့ပြောလို့ရတာကြာအိမ်တော်ကွဲတဲ့အချိန်မှာဒီအဖေဘက်ကပေါ့နော်နောက်တစ်ချက်ကလည်းတမီးလေးကိုဒီလိုမျိုးပို့လိုက်တာကြာတော့လည်းဘလို့ပဲတမီးရဲ့ကောင်းစားစီခြင်းနဲ့ဆန္ဒနဲ့ပဲဖြစ်ဖြစ်ကိုနဲ့အတူတူမရှိနေနိုင်ဘူးဆိုကြတဲ့ကွာကိုရဲ့အားနေချက်ချုပ်ရင်းချက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ရှင်တို့လည်းဒီလိုမျိုးကိုရဲ့အိမ်တွင်းရဲ့ပြဿနာတွေဘာတွေကဒီ online ပေါ်မှာဘယ်သူမှပဲတရားသူကြီးမှမရှိဘူးရှင်တို့အပြစ်ပြောမဲ့လူတွေပဲရှိရအတင်းပြောမဲ့ကျုပ်တို့လိုအတင်းပြောမဲ့လူတွေပဲရှိရကျုပ်တို့လိုလူမျိုးတွေအတွက်တရင်ရအောင်လုံးမလုံးဖက်နဲ့ကိုပြဿနာကိုကိုကိုယ်တိုင်ပဲဖြေရှင်းရမှာဖြစ်တယ်အဲ့တော့နောက် မျိုးတို့ရေးမွဲပြိုလေးကတော့ဒီလောက်ပါပဲရှင်အစိုးရချင်းချင်းကတော့ပထမအိမ်တော်နဲ့ရထားတဲ့သမီးလေးကိုပေါ့နော်ဒီအဖေဖြစ်သူမတိပန်းနဲ့ဗုဒ္ဓဘာသာကနေပြီးတော့ခရစ်ယာန်ဘာသာကိုပြောင်းလဲလိုက်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဖေဖြစ်သူကလုံးဝခွင့်မပြုကြောင်းကိုပြောပြလာတယ်ပဲဖြစ်ပါရှင့်ဒီအကိုပြောတော့တယ်လည်းရမ်းမှန်တယ်ပေါ့နော်အသက်အရွယ်ပိုင်းခြားတစ်ခုရလို့ရှင်ဒီသမီးလေးသူစိုက်တဲ့ဘာသာကိုသူ့ဘာသူဝင်ပါစေလို့ပြောသွားတယ်ပေါ့နော်အမေဖြစ်သူချင်းချင်းကတော့သူ့ရဲ့သမီးလေးကိုဒီသူ့ဘာသာလေးကိုအတင်းဆက်ထားလိုက်လို့သူ့အဖေကနေပြီးတော့ပေါ်ချက်နေရပဲဖြစ်ပါရှင့်ဒီပြိုလေးကတော့သင်္ကန်းစာယူစီယာပေါ့နော်ဒီဘာသာမတူဘဲနဲ့ချစ်ကြပြီးတော့လက်ထက်တဲ့သူတွေနောက်တစ်ချိန်ချရင်ပြဿနာ နာတွေဖြစ်လာတတ်တယ်ပေါ့နော်ကြည့်တယ်မျိုးတွေလည်းဘူးတက်တဲ့ငှက်စာတစ်စုံတစ်ရရလိမ့်မယ်လို့လည်းမျှလင့်ပါရှင်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမွေးဆက်လီတရိနေဘူးတက်တဲ့ရစီယာဗီဒီယိုလေးတွေကိုနင့်စင်နဲ့တက်ဆက်ပေးသားမှာမို့မွေး channel လေးကိုလည်း subscribe နဲ့တာပြီးပို့တောင်းစပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ